ဲအခုဆိုရင်အနီရဲရဲလေးနဲ့အရန်လှနေတဲ့ယာဒီတွင်းမှတ်ပုတ်တူလေးကခွေးနှစ်ကောင်ကိုက်တာကိုဖြန်ပြပေးမှဖြစ်ပါလေအဲ့ဒီခွေးနှစ်ကောင်ကတော့ကြော်မျိုးမင်းဆိုတဲ့တွေ့ရလူရှက်ရှောက်ဟောင်းနေတဲ့နော်လူစင်မမီတဲ့ခွေးနှစ်ကောင်နဲ့ ယူကြောင်မူကြောင်တဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်ပိုင်းတက်ရောက်နေတဲ့ဘူးလက်လှဆိုပေါ့နော်ဘူးလက်လှဆိုရင်ကြော်မျိုးနဲ့တကောင်တကောင်မှန်ပြီးနေတဲ့ဟာကိုကြားထဲကပုတ္တမယာလီတွေးကဝင်ရောက်ဖြန့်ပြင်းပေးမှာဖြစ်ပါတယ်။အဲ့ဒါလည်းရုပ်ပါတယ်။ငုံနေလို့ထင်တယ်။အခုဆိုရင်အဒီဥမောင်နဲ့မင်းကြီးဥမောင်နဲ့ရအောင်ပါမယ်။ဒီအဒီမျိုးကကြော်မျိုးမျိုးပြောဆိုတာလေးတရား။တကယ်ဆိုရင်ဒီမင်းကြီးဥမောင်နဲ့ဘူးလက်လှဆိုလို့ပါတော့သူ့ရိုးစုနေတာသူ့တန်းနေတော့ဘူးကြီးလူကောင်နေဖြစ်တယ်ဗျ။ မဟုတ်တော့ဘူးလူကြီးလူကောင်းတွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်တော့အဲ့လိုဖြစ်နေတာပေါ့ဘာဖြစ်လို့ကတော့တော်ပေးနေတာပေါ့အကယ်ဥမောင်မြတ်တို့ဘူလက်ထဆွေတို့ကတချိန်ကလည်းဖစ်ပေါ်တယ်မှာလေသာတိတိမှုရောက်သွားပြီးလူကြီးလူကောင်းတွေဆိုပြီးဒါတို့ကသူတိုက်တဲ့လူမျိုးလို့တွတ်ရုံးတင်ပြီးတော့တုံးတိုက်တယ်အမှန်ကဒေနေချာလက်တွေ့ချက်ချက်တုံးတက်မယ်ဆိုရင်ကျွန်တော်ပြောတာမှားဒီစစ်သားဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အမေထားတစ်ခုကိုရောက်ခဲ့တာတတော်ကအရေးချင်းက0ပဲအကျော်မင်းမပြောသလိုပဲ0ဟမ် အဲ့ဒီအချိန်ဝင်မရှိမင်းနဲ့တို့နီးတို့ဟာနဲ့စူးစမ်းလို့ရမယ်။နဲစက်ဖုတ်ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိရင်အဲ့ဦးနဲ့အဲ့ဘူးနဲ့ဆဆိုရအဲ့ဒီမောင်တစ်တို့ရအဲ့တော့ကြော်မျိုးမင်းပြောတာမှားဟမ်ကြော်မျိုးမင်းပြောတာလည်းမှားဘူးဘူးနဲ့ပြောတာလည်းမှားဘူးနှစ်ခုလုံးမှန်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ခွေးချင်းချင်းကြိုက်ကြသည့်ပွဲကိုစီပါဝင်လာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်သည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဟုတ်ပြီဒီကအဲကျွန်တော်ဥစောနဲ့တမိုင်းရေးသွားတာအဲ့လိုပေါ့နော်အဲ့လိုမျိုးနောက်တစ်နေရာမှာအသိမဲ့သူဒီကလူကြီးတစ်ပေါင်းဖြစ်တယ်ဘာဒီလိုလူကြီးတစ်ပေါင်းကြီးဖြစ်ပြီးတော့ဘယ်မှာမှမတိထားမိတာပါဒီကိုရောက်လာချိန်ကဒီလိုမျိုးရေးပြီးဖြစ်တော့ရေးပြီးတော့ဘာကုညီကလေးတွေလုပ်ကြရင်အမကြီးကတို့ပါလီကနော်အဓိကလူငယ်ရောငွေရောဘာရေးတော့ကုညီကလေးတွေရောပြန်လက်ကောင်ကြီးတွေရောအများကြီးထောက်ပံ့ပေးတာဖြစ်ရတယ်အဲ့ဒီတော့ကျေးဇူးတင်ပါတယ်နော်အဲ့ဒီဒီကကလေးကိုတော့ကျေးဇူးတင်ပါတယ်ဟဲ့ကုညီကလေးတွေလုပ်တဲ့နာမှာအမကြီးကတို့ပါလီကလူငယ်တို့က ဂျေဘေးကုလုံးတွေလုံးလုပ်တတ်တာသူတို့ရွှေထုတ်ပြီးတောက်ရတယ်ရွှေထုတ်ပြီးအိပ်ပိုင်းဆိုင်ပြင်ဆို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 င်တို့တွေတောက်ရတဲ့အခါမှာအဲသူပိုက်ရှင်ကိုလိုက်ရှာပြီးပြန်ပေးခဲ့တယ်ပေါ့နော်ဘာတကယ်ဆိုရင်ဒီလေးဆောင်မှာဘူးလို့မဲတော့မကိုတာတကယ်တော့ပြင်တာမြင်များသားဆိုမဖြစ်တော့ဘူးပေါ့နော်ပြမဆွေနေကဟာကျွန်တော်ဒီခါလို့ပါညာလုံးလေးလေးအဲ့တန်ရိုးတောက်ဆောက်မကြတယ်နော်ဒီလိုရွှေထုတ်ကြီးကောက်ရတာတော့မပဲကိုချိုးတဲ့မကွယ်မကွယ်ဆိုင်နေပိုက်ရှင်လေးကိုလိုက်ရှာပြီးပေးတယ်လို့ပြောလိုက်ရတယ်ဒါဆိုရှင်လေးတွေကတော့ဒီလိုလေးဒီလိုလေးတကယ်တော့ရပါပဲဆိုပြီးအဲ့ဒီလိုပြောလိုက်တယ်ဒါမှမဟုတ်လေလောက်တွေပါတော့တောင်းမလို့ချိုးဆုံးလို့ဆိုရင်ပြန်သိမှာမဟုတ်ဘူးဆိုပြီးတော့ခင်ဗျာ ပြောတာလည်းဟုတ်တယ်ဟုတ်တယ်အဲ့ဒါကဘုလတ်ကြီးဘုလတ်ကြီးဘုလတ်ကြီးပြောတာမမှားဘူးဗျလူမတိသူမတိအနေမှာကြော်မျိုးပြီးတော့ကြော်စိုးလို့ရကြည်ပါလားဒီကောင်တွေရုပ်လက်ပြန်ပေးမှာဟမ်ကျင်းနေတယ်မြေကြီးနဲ့လည်းပုတ်နေတယ်လွယ်လွယ်အဲ့ဒါကဘူးလက်မှန်သွားပြီတို့လားအယူသက်သာတမှုတာဆိုတော့အဲ့ဒါကိုပြောတာနော်ဟုတ်ကဲ့အဲ့ဒါလည်းရုပ်ပေါက်ပဲမော်နယ်လို့ထင်တယ်အခုဆိုရင်အပြီးဥမောင်နဲ့မင်းကြီးဥမောင်နဲ့ရတာပါလေဒီအန်ဒီမျိုးကတော့ကျွန်တော်မျိုးမျိုးလုပ်စုပါတယ်ခင်ဗျာတကယ်ဆိုရင်ဒီမင်းကြီးဥမောင်နဲ့လို့ဘူးလက်ဥလားဆိုလို့ပါတော့တို့တို့ဘလို့စုနေတာတို့တက်နေတော့ဒီကြီးလူပေါင်းနေဖြစ်တယ်ပဲ မဟုတ်တော့လူကြီးလူကောင်းတွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်တော့အဲ့လိုဖြစ်နေတာပေါ့ဒေါအောင်ဆန်းစုကြည်ဟိုလောက်တနိုင်ငံလုံးဝဲဟောင်ကြတာနောက်ဆုံးနိုင်ငံပိုင်ရုပ်တန်းစာထည့်ပြီးတော့ပောက်ပန်း50ပြောလာကြတာမဟုတ်တော့မွေးပေါ့လေအဲ့ဒီအချိန်တုန်းကဆိုနော်နိုင်ငံတော်အစ်စ်ကိုတီးနဲ့ဝါရပြန်ပြီးအပုတ်ချထားခဲ့ရတယ်ဒေါအောင်ဆန်းစုကြည်ဒေါအောင်ဆန်းစုကြည်အဲ့လိုလိုက်ပြောနေတာသူတို့မရှိတာသူတို့ဝါရတယ်အရှင်းနေတယ်နော်အဲ့အဲ့အဲ့ဒီကုမနိုင်ရှိတီနော်အခုဘူးလက်တော့မင်းကြီးတို့ဒါတို့အချင်းချင်းပဲနော်ဒီတော်မျိုးမျိုးဆိုတာဟမ် လိုရင်အဲတို့မြောက်ဆန်းတဲ့ကောင်တွေတော်တော်လေးတို့ဘူစာဘူးတော့နေအတူတူပဲဒါပေမဲ့အဲ့လိုလေးပြောတာတော့မခံပြနိုင်ပါကျွန်တော်မင်းကတက်ဖို့တက်ခိုင်းပါအန္တရာယ်မပါပဲနဲ့ရှင်ပြိုင်နဲ့တက်ခိုင်းပါတီးရဲ့အောင်မြင်မှုရတယ်နဲ့ဇီရိုပဲပြောတာအဲ့ဒါဘူးလက်ကဘာဖြစ်လဲအမေကျွန်တော်မင်းကလက်ကလေးဝိုင်းကြလေးဇီရိုတယ်တို့ဇီရိုတန်းတန်းနာပါလားကျွန်တော်ကရိုးရိုးဇီရိုပေါ့အရှင်းရ1000ဇီရိုဆိုပေါ်နေနော်အဲ့တော့အဲ့လိုမျိုးတွေကဒီလူတွေကအရင်အချင်းချင်းလို့အပေါ်ရောက်ခဲ့တာပေါ့ဘူးလေအဲ့ဒါအခြေပဲကျွန်တော်ပြောချင်တဲ့ main divisor မှာကျွန်တော်ပြောချင်တာကအခု ဘကူတူကတော့လော်ပေးနေတာပေါ့အကဲဥမာမြစ်တို့ဘူးလက်ဆဆွေတို့ကတစ်ချိန်ကလည်းထွက်တော်တယ်မှာလေသာတိစုရောက်ဝါပြီးလူတိလူကောင်းနေဆိုပြီးဒါကတူကသူတိုက်တဲ့လုံလို့တွတ်ရိုးနေပြီးတော့တုံးတိုက်အမှန်ကဒေနေချာလက်ပြချက်ချတုံးတတ်မယ်ဆိုရင်ကျွန်တော်ပြောတာမှားလားဒီစစ်နာဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာသူတို့ကအရေးရှိရင်0ပဲအဲကျွန်တော်မပြောသူတို့ပဲ0ဟမ်အဲ့ဒီအရှိန်အဝါမရှိမဲနဲ့သူတို့ဒီတလုံးဟန်နဲ့စူးစမ်းလို့ရမှာဟမ်ချက်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိအဲ့ဦးလက်ဘူးလက်ဆဆွေတို့အဲ့ဒီမောင်မြစ်တို့ ရအဲ့တော့ကြော်မျိုးမင်းပြောတာမှားတယ်ဟမ်ကြော်မျိုးမင်းပြောတာလည်းမမှားဘူးဘူးလည်းပြောတာလည်းမမှားဘူးနှစ်ခုလုံးမှန်တယ်နော်တော့ကျင်တော့ကိုယ်ကပြောနေကြမှာမဟုတ်ဘူးလေအဲ့ဒီမှာလူရင်းသားရှိတယ်လူသားတွေစက်ကောင်ပြီးတော့ခိုင်းလို့ရတယ်ဒီမှာဒီတယ်လီဂရမ်ကကြော်နေတာလို့ဆောင်စီရဲကွာမိုးကြော်လို့ဆိုင်းနေရမရှိလိုက်ပါဆိုပြောခိုင်းလို့ရတာကိုယ်ကရှက်ခပြီးအဲ့လိုအမုန်းခံပြီးပြောနေတာဟုတ်哦ဒီစနိုက်ပါစုလို့ဘာလို့အဲ့လိုအဝဲခံနေတာထင်ပါတယ်ဒါကြောင့်မို့တက်ကောင်းတက်ကောင်းလို့ပြောတာအဲ့လိုပြောခိုင်းရတယ်ပေါ့哦 ။ဟောဒါကြောင့်မလို့အဲ့လိုပြောခိုင်းနေလို့ပေါက်ပန်းလေးတင်ပြောကြတာပဲ။အေးကဲအားလုံးဖြေပေါ်သွားပြီနော်။ကြားတယ်နော်အခုလိုပြောရတာ။ဒီလူတွေပြောခိုင်းရင်ရတယ်ဆိုတော့အဲ့ဒီခါတွေကဘသူတွေရဲ့အဝယ်ခံနေလေ။ပြောခိုင်းရင်ရတယ်ဆိုတော့တော်လိုင်းဘက်ကအခုမောင်းမောင်းကကျွန်တော်လာပြောခိုင်းနေကျွန်တော်ပြောပေးပြောပေးဦးကျွန်တော်။ဟမ်အခုလိုမှမဟုတ်လို့ပြောရကြတယ်နော်။အဲ့ဒီဆန်နိုင်ပါစုလို့ပေါက်ပန်းလေးတင်ပြောတယ်ကျွန်တော်မှဗီဒီယိုဖိုင်ကျွန်တော်နားမထားဘူး။ယုံတော့ဘာတွေပြောလို့ပြောမှန်းမသိဘူး။ဟမ်ယုတ်ဒီနဲ့သူ့ကြည့်တော့မယူတော့မခက်တည်နေဘောက်တာရုပ်ယုတ်ဒီနဲ့ပြောရတာနော်ဆိုတော့ဒါတွေအခုတော့မဟုတ်ဘူးပြောတော့ပေါ်ပြီနော်ပြောခိုင်းလို့ရတယ်တစင်းစားကြည့်ကြပြီတော့ ဟမ်ပြောခိုင်းရတယ်နော်ပုံပွေနိုင်ငံရေးခဏမှုအချိန်မှာရုပ်ဆောင်ပေးပါလားညနေတဲ့ချိန်မျိုးမှာကိုကိုကိုပြန်ဖြတ်ရအောင်လို့ဖြစ်စေချင်ဘူးအခုလိုမျိုးသူ့ပြီးပြောနေကိုကြောင့်မျိုးနဲ့ကကိုလေးမကြောက်ဘူးကိုကြောင့်မျိုးနဲ့ကလည်းသူ့ပြောနေတဲ့ဘယ်လောက်လောက်ဆိုအန်တီဥမာမင်းတို့လာဒီလိုအမြင်နေပြီးသွားပြီးတော့ခကျင်းလည်းသူ့ပါဆန်နေလားအမေနဲ့ဝေဝါအောင်လူလူတွေကအမေကိုရှင်းရှင်းလင်းလင်းမြင်တာတိလားဝေဝါတာမဟုတ်ဘူးပထမတော့ဝေဝါနေတာတိလားနောက်ပိုင်းကြာလာလေးရှင်းရှင်းလင်းလင်းမြင်လာလေးရှင်းရှင်းလင်းလင်းပေါက်ပေါက်ပွင့်ပွင့်မြင်လာလေးတိလားလူလူကအမေဝေဝါတာမဟုတ်ဘူး 太棒了！你们表现的怎么样？我们表现不坏的，哈不行的？表现你啥呗。能喏，那我讲你们讲哪里的？我讲你们讲徐州，徐能？大概多啊？怎么路路都讲到？我吃了，看看好不好？咱们路吃了？费你呢？叫你费不进的，哪弄来？叫你们费。那个老公呢？那个他，也是出生意的，他那个嘛，实在行嘛，骗命，实在不行。喏，啊，对了，那家的公路报护给你介绍路线来，给你给你讲，另外的路那这年你上的店里，那一年得打的叠子呀？他妈的嘛，心嘛，出来。对，哎，对，我来看他了。 မြန်မာကစက်တက်မရှိလို့မဖြစ်ဘူးစက်တက်ကအေးချင်းချင်းဖြစ်တယ်ဆိုပြီးစက်တက်ကိုတော့အဲ့လိုထောက်ခံတာကျွန်တော်တို့ချစ်ထောက်ခံတာမဟုတ်ဘူးနော်အခုကြောင့်မျိုးဆိုလို့ရှိရင်အမြဲလိုပဲဒီနိုင်ငံကျွန်တော်တို့လိုချစ်လို့ထောက်ခံတာမဟုတ်ဘူးဆိုတော့အဲ့လိုမင်းကြီးမဲ့ဘတ်ဘူတုကတတ်မှတော့ဖြစ်တာပါနော်အခုလက်ရှိ2021ကနေ2025အထိပေဝါတဲ့စစ်သားရဲ့စစ်သားဦးကြီးဘယ်လောက်ဖြစ်သွားပြီအဲ့ကြံနေခဲ့တဲ့မိသားစုတွေနော်ဒုက္ခနဲ့ရှင်ပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားတွေအဲ့ဒီနှစ်ခုအတွက်မတ်ဘူတုဘာတွေများကိုညှဉ်းဆဲဆောက်ပေးထားတယ်ဘာမှရှေ့တန်းမှာငတ်တလက်ပြက်တလက်တိုက်နေတဲ့စစ်သားတွေအတွက်မတ်ဘူတုဘာတွေများကိုညှဉ်းဆဲဆောက်ပေးထားတယ်ပစက်ကချစ်တာလားလူတိုင်းချစ်လို့ရတာပေါ့အဲ့ဒါသူတို့ချစ်တာပစက်ကချစ်တာမဟုတ်ဘူးလား ဟမ်ကျွန်တော်လက်ချက်လို့ရတာကိုအာတောင်းလို့ငါတို့ဘာဖာနေပါစက်ကချက်တာလေဟမ်ကျွန်တော်ခွင့်ရအောင်ပဲဘာမှကိုကြီးပတ်ဖို့ဘူးအားထုတ်မှုမပါဘဲနဲ့ပါစက်ကချက်ပြီးတော့အဲ့လိုလုပ်လို့ရတာပါစက်ကချက်တာဆိုရင်လက်တွေ့ကျဖို့လိုပါတယ်လေဟုတ်တယ်နော်ရှင်းကလေးဟုတ်မလားအဲ့ဒီအကြည့်ကလေးအတခြားဒီနိုင်ငံလူမျိုးစုံကိုအမြဲတမ်းထိတ်ကိုခေါင်းဖို့မထိတ်ပါထိတ်ပါရှိတော့ပါလေတော့အောင်ပြီလာတင်းလာဖြစ်မှာပါနော်ဒီခါတို့ပါဒီအဲဘဘူတို့နေဦးလေးကချောချောလေးစစ်အာဏာရှင်အမြင့်ပြတ်တိုက်ဖျက်ရေး NUG တမရနှင့် KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီ စစ်အာဏာရှင်အမြင့်ပြတ်တိုက်ဖျက်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမရဒူဝါလာရှိလာနှင့်ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗဒုကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီလိုက်ကြောင်းနှစ်ဖက်စလုံးကသတင်းထုတ်ပြန်သည် စက်တင်ဘာလ24ရက်နေ့တွင်ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးအင်အားစုများကြားယခုထက်ပိုမိုစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်လက်အောက်မှအပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နှင့်အာဏာရှင်ဟူသည်။အမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနှင့် လူထုတရားဝပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်ခေါင်းဆောင်နှစ်ဦးသဘောတူခဲ့ကြသည်ဟုသိရှိရသည်။ NUG တမရနှင့် KNU ဥက္ကဋ္ဌတို့တွေ့ဆုံမှုအတွင်ငွေဦးတော်လှန်ရေးအ мян ဆုံးအောင်မြင်စေရန်တော်လှန်ရအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမည်ကဏ္ဍများနှင့်ဆက်လျူ၍အကြေတဝတ်ဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။ NUG နှင့် KNU နှစ်ဖွဲ့စလုံးကစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းကြေညာထားပြီးရွေးကောက်ပွဲကြောင့်နိုင်ငံရေးပြဿနာများပုံမိုရှုပ်ထွေးကမြန်မာတိုင်းနိုင်ငံလုံးပြည်ပခါများပုံမိုပြင်းထန်လာနိုင်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်တတိပေးထားသည်အာနာသိန်းစစ်တပ်ကမူရွေးကောက်ပွဲစန့်ကျင်သူမှန်သမျှကိုထိရောက်စွာအရေးယူမည်ဟုကြေညာပြီးအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်း အမှုဖွင့်ခြင်းများကိုတောက်လျှောက်ဆိုသလိုလှုံ့ဆော်လာသည်ဒါပေမဲ့တို့မျိုးမျိုးပြဿနာရောက်ရင်နှိမ့်လို့ပြောအောင်မယ်ဒီကောင်က လူတစ်ဖက်တောင်းကိုရုပ်ရည်ယူပါယူပါကနဲ့လိုက်ပြီးတော့ဒီပုံကိုရေးတိုက်ခိုက်မှုမှာအင်မတန်တော်တယ်နော်အဲကျော်မျိုးမြတ်သားကခုနကလည်းဟိုမှာကျော်မျိုးလားကြောက်ကြောက်နားထောင်နေဘာလို့ဘူးလဲမသိရုပ်ရည်နဲ့ပတ်သက်ပြီးအဲ့လိုပြည့်ပြည့်စုံစုံပြောနေတာဟမ်ကျော်မျိုးမြတ်အဲ့လိုမင်းမလောင်းမင်းမိချာတစ်ဖက်တောင်းကိုအဲ့လိုအောင်ပြန်ကြောက်ပြောဆိုအကျန်းတော်တယ်သူကျွန်တော်ဆိုလူတစ်ယောက်ကိုကြည့်လိုက်ရအောင်နိုင်ငံရေးရာရှိမင်းဒီသူကပြောစကားဘာလဲလို့သူရုပ်ဘာလို့ခါနောက်ဆုံးနှက်ကပါလေးထားတယ်အပါအဲ့လားအမှတ်တမဲ့နော်အဲကျော်မျိုးမြတ်အဲ့လိုမဟုတ်ကြည့်ကျွန်တော်ဆိုလူပြောဆိုဒီကောင်းရုပ်ပါတဲ့ဘလောက်ကောင်းတဲ့အဝိစားကောင်းကောင်းဖြစ်ပြီးဝှက်ထားတာလူရောမပါဘူးမဟုတ်ကျွန်တော်တပည့်လူပြောရင်ကျွန်တော်ခံနိုင်ပါလိမ့်တယ်ဗျာအကောင့်ပြောတာမှာကျွန်တော်လည်းချောတယ်ကိုကိုမပြောပါဘူးเนาะဒါပေမဲ့ပြော လူကအဲ့ဒီကြော်မျိုးမျိုးရုပ်သူ့ရုပ်ကကျွန်တော်ကိုပြောတယ်ဆိုတော့အော်အေးအေးပါအေးပါလေးကျွန်တော်သူပြောသလိုလက်ခံပါလိုက်တယ်တပါးလေးလေးမဲရဖို့တပါးလေးလေးရောက်မဲနိုင်မှုကတခြားပါးလေးတွေကိုခင်းနေနေတယ်လို့လို့ဂျွေးစီကအညနာလိုက်ပြလိုက်တာမျိုးလေးတစ်ချက်လုံးကိုကျွန်တော်မျိုးပြောတယ်ဒီကမျိုးဆိုတော့အရှင်မျိုးလို့လေးလေးကြည့်လာတာမဟုတ်ဘူးဗျဒီခါကျိုးပါတီမဖြစ်ခင်တောင်းထုတ်ချက်ခိုင်းနေခုကျိုးရဲ့အသေးဆိုတော့ကွာလူများရှိတာအေးဒီခါကျိုးပါတီမဖြစ်ခင်ဒီခါကျိုးအသေးရဲ့တရံကကျွန်မထက်တန်းကြီးတယ်ကျွန်မ1996မှာမွေးတာသူက1993လေကဒီခါမျိုးအသေးဒီခါမျိုးအသေးဆိုပြီးထောင်းလာတာသူ့နေသူ့သူ့မှာလူအများရှိတာ ဟောအဲ့ဒါဆိုပေါ်ပြီပေါ့အတင်းပိုင်းပစ္စည်းတွေကိုပါတီပိုင်းလောက်ခဲ့တာဒါပေါ်ပြီပေါ့အဲ့ဒါဆိုဟမ်အဲ့ဒါဆိုစတဲ့တီထောင်တွေကကလေးကတိလောက်ခဲ့တဲ့ပါတီပေါ့ဟုတ်တယ်နော်နိုင်ငံတစ်ခုမှာပါတီတစ်ခုကနိုင်ငံပိုင်ပစ္စည်းကိုပါတီပိုင်းလောက်ဝင်မရှိဘူးအဲ့တော့အတင်းဖြစ်တဲ့အတွက်အတင်းမှာပိုင်ဆိုင်တဲ့ပစ္စည်းအုပ်ဆိုင်ရုံးကနောက်ဆုံးဘောပင်အချောင်းအစဒါဟာနိုင်ငံပိုင်ဟုတ်တယ်နော်နိုင်ငံဝိုင်းလူတွေကလေပြည်သူတွေကပြည်သူပိုင်ပစ္စည်းတွေအဲ့ဒီပြည်သူပိုင်ပစ္စည်းကိုချက်နိုင်ဖွံ့ဖြိုးရေးပါတီလောက်ပြလိုက်တဲ့အတွက်အတင်းပိုင်ပစ္စည်းကိုပါတီပိုင်းလောက်ပြီးတော့မောင်းပိုင်စီးလိုက်တာပေါ့အဲ့တော့စတဲ့တီထောင်တွေက နော်ဥပဒေတန်ဖြစ်ဖြစ်တာတာမလို့ပဲနဲ့ကလေးကလေးလှုပ်ပြီးပေါ်ပေါက်လာတဲ့ပါတီဆိုတာမတ်ဘူးကရှင်းပြသွားလာမယ်နော်ဒီကမျိုးပါတီကလူစီကမှန်းချက်နေတယ်ဖိမိရအရှင်မိုးလို့လေးချင်းကြာမဟုတ်ပြာဘာကိုကျွန်တော်မျိုးနဲ့နားလဲဘူးအဲ့ကွာဒီချိန်မှာကျွန်တော်ကဒီလိုမျိုးကိုမစောက်လို့ပြောနေတာပါပဲ။အင်းကအရင်ကရောယူသေးတာတော့ကန်တယ်။ဘာလို့လဲဆိုတော့ဒီချိန်မှာကျွန်တော်ရွေးကောက်ပွဲမဖြစ်နိုင်နေ။ကျင်းပါနိုင်ဘူးအတိကဒီရွေးကောက်ပွဲမှာဘယ်သူနိုင်ပြီဘယ်သူအာနာရမယ်ဆိုတာအတိကမဟုတ်ဘူး။ဒီကတော့ဟုတ်တယ်အတိကမဟုတ်ဘူးလေ။ဘယ်သူမှနိုင်တယ်ဘယ်သူပဲမဟုတ်နိုင်ဖြစ်ဖြစ်မင်းအောင်နိုင်မင်းအောင်နိုင်မှာအာနာရှိလို့ရှိနေရမယ်မယုံကြည်လား။ အခုတို့ကလည်းဆင်းနေတာမအောင်ရအောင်အောင်လို့မရဘူးဒါတော့ပဲအောင်မြင်သွားဖို့ကအဓိကဖြစ်တယ်ဥပမာဥပမာကျွန်တော်တို့လေတောင်ဘွယ်နေတင်ရတဲ့ကျွန်တော်တို့ကျွန်တော်တို့လေတောင်မှာဆံဘွယ်ဖြစ်ခဲ့ပြီးတော့ကျွန်တော်တို့လေတောင်မှာဆံဘွယ်ဖြစ်ခဲ့ရတယ်ဖြစ်ခဲ့ရတယ်ပထမဆုံးဒုတိယဆုံးတတိယဆုံးရေးချယ်တယ်ပထမဆုံးရတဲ့တောင်သားကဘာသာဆိုအမှတ်ပြည်နေအမှတ်ချက်ရရလို့ပထမဆုံးလာတာဟုတ်ဘူးပထမဆုံးလာတိုင်းအမှတ်ပြည်နေအောင်မဟုတ်ဘူးအမှတ်ချက်ရပေးတဲ့ဆံဘွယ်မှာသူကအမှတ်ငါရရရအားလုံးထဲမှာအများဆုံးဖြစ်နေလို့သူ့ကိုပထမဆုံးပေးလိုက်တာခုမှတခြားတောင်သားတွေကတပါးတော်40လုံးနဲ့ပဲအောင်သူကတပါးတော်40တမှတ်လုံးနဲ့ပဲတမှတ်လုံးနဲ့အောင် ။တဘာတော့တစ်ဖက်ပဲပုံများရဲ့ဆိုရင်တော့အကုန်လုံးလေးမှာအတော်လုံးချိန်နေပထမဆုံးပြရမှာပဲ။ဟောအခုရေပောက်ပဲမဲပေးရွေးချက်ကြတဲ့နေရာမှာလေဒီလိုလေဒီမှာဒီခံထုံးကိုပေးလိုက်တယ်ဆိုတော့ဒီခံထုံးကအလုံးစုံကြီးရှားမုန်းဒီပါဖက်တင်နေလို့မဟုတ်ဘူးပြည့်စုံနေလို့မဟုတ်ဘူးအတော်လုံးလေးမှာအကုန်လုံးမှာအဲ့တော်လုံးလားတောင်းပေါ်လုံးအတော်လုံးချိန်လို့သူ့ရွေးချက်တာမှာ။မေတ္တာရှိတာ။နမဥမာနဂုတ်ဘိုးဆိုတဲ့စကားလုံးအနုတော်မှာလူကြောတဲ့နော်အဲအဲ့ဒီစကားပုံလေးတွေအတိုင်းပဲပေါ့ဟုတ်တယ်မလား။ဘာလို့လဲဆိုလက်ရှိ မရနိုင်အာနာတိတ်ပြီးတော့လုံတဲ့အတုံရောင်ရွက်ပဝဲမှာဝင်ရောက်ရှင်းပြန်ပြီးဆိုတဲ့ကပြည်သူကိုကိုစားပြူလာမပြူဘူးလားဆိုတာထမင်းစားတဲ့လူတိုင်းကြည့်တယ်အဲ့တော့အဲ့ဒီထဲမှာမှတနိုင်ငံလုံးတိုင်းတာနဲ့အင်အားအကြီးပြန်ဆိုင်တဲ့ချက်ပုတ်ပါတီကသူပြောတယ်လို့ပဲ50တမှတ်နဲ့ပထမရအောင်ယူမှာအဲ့လိုလိုဂုံမှုထွက်တော့ပုံနော်နော်ဒါသူ့ကိုရွေးချယ်လာတာသူကရောင်းလို့ဒီကောင်းမှုနဲ့လို့မဆိုးဘူးနော်အောင်းအောင်နဲ့ပါအောင်းအောင်အောင်းနဲ့ပါတော့ဝင်ဖြစ်နေတယ် ခုရွေးစီကြာချင်းချက်တဲ့စီးကန်းချက်တဲ့တတ်မှတ်ချက်တွေနဲ့ကိုက်နေတယ်။ကိုက်နေအောင်လဲနှစ်ပေါင်းများစွာတဲ့ကနှစ်ပေါင်း30ကျော်တို့ရက်တည်လာခဲ့တာအခုမှအရှင်မွေးအမိကြီးကြီးလာမဟုတ်ဘူးလား။တချက်ကတို့ကြောင့်နေနေတာသိပါလိမ့်မယ်။ဘူတော်ကိုသိတယ်တင်နေတမင်တက်တက်ကြီးတမင်တက်တက်ကြီးဘယ်တော့တက်ခဏတော့မဖြစ်စေဘူး။ငါတို့ကငါ့ကိုသူပြောမယ်ဆိုရင်အပြင်းနဲ့စကားထုတ်ဆက်ထုတ်လာရပြီးဟောင်းမှာမဟုတ်ဘူး။အဲ့ဒီလိုမျိုးမပြီးဆုံးလို့ရှိရင်ဒီကောက်ကလာမဲချက်နေလို့ငါဝေဝါးသွားကြတယ်။ဆိုတော့တော်တော်ကျွန်တော်ကိုသိစေချင်ပါဘူး။နော်။တက္ကသိုလ်ကဒီလိုမျိုးညီရလေးလူကြီးတို့ကောင်းဆန်းဖို့တော့တော်တော်။အဲ့ဒီလိုမျိုးကကျွန်တော်တို့ကိုမြင်ခဲ့ရတယ်ပဲ။မြင်ရတယ်။ကဲဒါကတော့မကုတုရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေ့တာဖြစ်ပါတယ်။ ဲ့တော့အားလုံးလည်းသိမှာပါအဓိကအစိုးဆုံးကတော့ဘူးလက်နဲ့ကြော်မျိုးမင်းနဲ့ဖြစ်နေတဲ့ကိစ္စပါနော်ကြော်မျိုးမင်းပြောခဲ့တာလည်းမမှန်ဘူးဘူးလက်ပြောတာတန်ပြောတာလည်းမှန်တယ်အဲ့တော့အကောင်လုံးကမတာနဲ့အတူပါပဲသိလားအတူတူပဲအဲ့ဒီကြားထဲမှာပုတ္တမလေးကဝင်ပြီးတော့ရေလောင်းပေးတာပေါ့နော်ဘလို့ဖြစ်ဖြစ်သူတို့ပြောတယ်လို့ဒီလာမဲ့ရွေးကောက်ပွဲဟာဟမ်ဘယ်သူပဲအာနာရရအာနာသူတို့စီမှာရှိမှာပဲလေအတူတူပဲဟာကြီးကိုဟမ်ရွေးကောက်ပွဲဆိုတဲ့ မိုကရေစီတိုင်းပြည်တစ်ခုမှာရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူတွေရဲ့ကိုစားပြုနိုင်တဲ့သူကိုရွေးချယ်ပြီးပြည်သူတွေကိုစားဥပဒေပြုရေးတွေလုပ်ဖို့အတွက်လွှတ်တော်တွေကိုထည့်တာပွဲနော်အဲ့တော့လက်ရှိတန်ဖို့ပါတီအပါအဝင်လက်ရှိစစ်ကောင်စီရဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲကိုလက်ခံတဲ့ပြည်သူဥယျာရှိတာအဲ့ဒါပဲအဲ့တော့ဒီသူတို့လုပ်တဲ့ရွေးကောက်ပွဲဒီတကယ်ဒီမိုကရေစီဒီရွေးကောက်ပွဲဖြစ်လာတာမင်းအောင်နိုင်ရဲ့ဖာချင်းဖာချင်းဖာကြတဲ့ပွဲလားဆိုတာခလေးရစာကိုယ်စုံအားလုံးသိပါတယ်အဲ့ဒီဖာချင်းဖာချင်းဖာကြတဲ့ပွဲမှာဖာချင်းဖာချင်းတက်တဲ့ဖာတယ်လို့လူမျိုးတွေအကုန်ဆိုပြီးတော့ဖာပွဲကြီးကျင်းပမယ်ဖာရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်နော်